စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်တွင်အပြောင်းလဲတွေရှိတယ်ကြီးမားချက်စေအောင်မြင်မယ်စိတ်ကူးစစ်တွေပေါ်နေတယ်ရဲရဲလှုပ်ပါပေါ်ပေါက်လာတဲ့ခွင့်ရည်တွေအားလည်းကိုယ့်အတွက်တကယ်ကျိုးပေးတဲ့ခွင့်ရည်တွေဖြစ်မယ်နေနေရာလုံနေရာဝင်းကျင်တွေအပြောင်းလဲစစ်တွေပေါ်မယ်ဘေးဒီမေးကျင်တဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရက်နေ့မှာကောင်းသောကံကြမ္မာနဲ့တိုးတက်မှုရှိမယ်။နှစ်ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်လည်ရရှိနိုင်တယ်။သုံးရက်နေ့အထူးကောင်းတဲ့နေ့ဖြစ်တယ်။ဒနာသိတိနဲ့ခန့်ဆန်းရှင်တဲ့နေ့ဖြစ်တယ်။နံပါတ် တုံညာကနန်းနဲ့ဆုံးတဲ့ပိုက်ဆံတွေကိုဝိနန္ဒာပြန်ပြီးသူနဲ့ဆောင်မှာလေးရက်နေမှာရှင်ပြန်မှုမှမြအောင်မြင်မယ်အစ်စ်မြတ်ဘဝတိုးတက်မှုကိုကြောင်းမယ်ငါးရက်နေမှာ ပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်အခက်အခဲတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်၆ရက်နေပျော်ရွှင်စရာကောင်းတဲ့နေ့မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လာပြည့်နေ့တင်းကျော်လာပြည့်နေ့တင်းလာနဲ့တိုက်ဆိုင်တဲ့အနေကစားကာတာတို့ရွတ်ပါအနေကစားတင်ပါ အကြီးကဲများထံသွားရောက်ခြင်းမိဘများထံသောကြောပန်းစင်ပါခொနည်းနည်းကဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေတဲ့အရာရာကောင်းတဲ့အနေထားရှိတယ်တပတ်တာကာလအတော်တွဲမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တဲ့တစ်ခုံကိုကနန်းနေ့ကျိုးပေးတယ်အဝါရောင် လေးပေါ်ရောင်နှုတ်နေရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်နေနီးပါးမှာရှိတဲ့ အသက်ရွယ်ကြီးရင်သူတကောမုံအဟာရစေဝါလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်